ာဏသိမ်းစစ်ကောင်မရှင်ကနမယ်ဆိုးနဲ့ကြော်ကြားနေတဲ့ online ဝင်လိန်လုပ်ငန်းကြားဖြန့်ကွန်ရက် KK ဘက်ကိစ္စနဲ့ပတ်သက်လို့၎င်းတို့နဲ့အဓိကသက်ဆိုင်တဲ့လောက်ခံကရင်နယ်ကြားစောင့်တက် BGF တို့ပါဝင်မှုကိုဖုံးကွယ်ဖို့ကြိုးပမ်းနေတာကို၎င်းတို့ထုတ်ပြန်ထားတဲ့သတင်းတွေအရသိရှိရပါတယ်။စစ်ကောင်မရှင်ဟာ KK ဘက်ကိုရောင်ပြဝင်စည်းနှင်းကကရင်မျိုးသားစီယုံ KNU ကိုပြစ်တင်ဆွဆွဲမှုတွေပြုလုပ်လာပါတယ်။ကရင်ပြည်နယ်မြောင်းရီမြို့တောင်ဘက်မဲထွန်တလေးရွာနီးရှိ KK ဘတ်ကြားဖြန့်ယုံတွေမှာ KNU ခေါင်းဆောင်တွေပါဝင်ပတ်သက်ပြီးငွေကြေးရယူလုပ်ကင်နေတယ်လို့စစ်ကောင်မရှင်ကဆွဆွဲပြောဆိုကအော်တိုဘားလ22ရက်နေ့ထုတ်၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာတွေမှာလည်းထည့်သွင်းဖော်ပြခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရဖတိုစော်တော်နီက KK ဘတ်ပါဝင်ငွေလိန်ဒူးစရိုက်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစကမစစ်ကောင်မရှင်ဘက်ကမတရားရိုးစွန်းလာတဲ့အပေါ်မှာပြန်ပြီး တုံ့ပြန်ဖို့အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ဘာမှပြောစရာမရှိသေးပါဘူးလို့ ARD Times ကိုပြောပါရယ်အခုလိုဆွဆွဲမှုတွေဟာစစ်ကောင်မရှင်အနေနဲ့လေကိတ်ကော်မျိုးတစ်ကိုခုရပိုင်းပြန်လဲသိမ့်ပန့်ရာက KK ဘက်ကိုပါဝင်စည်းနိုင်တယ်လို့သတင်းထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အော်တိုဘလ20ရက်နေ့မှာလည်းအဲ့ဒီနေရာကိုထပ်မံဝင်စည်းမယ်ဆိုပြီးအလို့သမားတွေထိုင်းဘက်ချမ်းပါဝင်နီးစပ်ရာကို တင်းရှောင်နေရတယ်လို့သိရပါဗျ။ ၎င်းတို့ကို BGF တပ်ဖွဲ့ကနေအသုံးမဝင်တော့လို့ထွက်ခွင့်ပေးလိုက်ကအောက်တိုဘာ20ရက်နေ့ညပိုင်းထိစစ်ကောင်မရှင်ကဝင်းရောက်စီးနှင်းတာမရှိကြောင်း၄ K ကဒေတာကန်2က ARD Times ကိုဖြေကြားထားပါတယ်။စက္ကမစစ်ကောင်မရှင်ကဝင်းစီးမယ်လို့သတင်းလွှင့်နေ။အဲဒီမှာအကုန်ပြင်ထွက်မယ်ဖြစ်တော့အစာပိုင်းပေါက်တွေဖွင့်မပေးဘူး။နောက်ပိုင်းသူတို့မလို့ကျင်းတဲ့နိုင်ငံသားတွေရဲ့ဝန်ထမ်းတွေကို ထွက်ခွင့်ပေးလိုက်တယ်။ထွက်တာပြေးကြတာဘသူဝင်ဖမ်းလို့လဲ။ လက်ရှိအေးဆေးပါပဲလို့ဒေသခံကပြောပါရယ်အလားတူပြီးခဲ့တဲ့ရက်ပိုင်းကဝင်းစည်းပြမှုဟာလည်းအယောင်ပြဖြစ်ပြီး၎င်းတို့မလို့ကျင်းတဲ့နိုင်ငံသားတွေဝန်ထမ်းတွေကထုတ်ဖော်ဖန်ဆီးနေခြင်းဖြစ်က KK ဖက်ချက်ရွှေကုတ်ကိုရှိကြားဖြန့်လုပ်ငန်းမှာစစ်ကောင်မရှင်နဲ့ BGF အတွက်အဓိကအရေးပါနေတယ်လို့ဒေသခံတွေစီကသိရှိရပါရယ်အလားတူစစ်ကောင်မရှင်ပါဝင်၎င်းတို့နဲ့အကျိုးစီးပွားပတ်သက်ဆက်နွယ်သူတွေကိုစောင့်ကြည့်ဖော်ထုတ်နေတဲ့နိုင်ငံတကာအဖွဲ့ဖြစ်တဲ့ Justice for Myanmar JFM ကလည်းအဲ့လိုဝင်စီးနှင်းမှုဟာအယောင်ပြဖြစ်တယ်လို့အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကလုပ်ပြခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ERI တိုင်းပသိမ်မြို့နယ်တွင်ရှိရက်ကွက်နယ်ခြေရွာရီမှာအော်တိုဘန်၁၈ရက်နေ့လူငယ်၁၀ရောင်းလောက်ကိုအုပ်ချုပ်ရေးမှုတွေကကြိုတင်အတီးပေးတာမရှိဘဲစစ်မှုထမ်းဖို့အတ္တမဖန်ဆီးခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါဗျ။ စစ်မှုရန်အစားထိုးဖို့လစဉ်ငွေထည့်နေပေမဲ့လူငယ်တွေကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကကြိုတင်ကြောင်းကြားတာမရှိဘဲစစ်မှုထမ်းမှုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ပတ်စံကတော့လာတိုင်းထည့်နေရတယ်။လာပြီးခေါ်သွားတော့မြို့နယ်ကတိုက်ရိုက်လာခေါ်တာဆိုပြီးအုပ်ကြီးကလွှဲချတယ်လို့ပသိမ်ဒေသခံတူက ERI Times ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာအမှတ်10ရက်ကွက်နဲ့ရေဦးစင်ကျေးရွာတို့ကလူငယ်2ဦးကို စစ်မှုထမ်းမှုအတွက်အတင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။လက်ရှိမှာခေါ်ဆောင်ခံရသူလူငယ်တွေကိုစစ်ကောင်စီတပ်တွေတွင်ခေါ်ဆောင်ထားပြီးမိဘတွေနဲ့ဆက်သွယ်ခွင့်မပေးဘဲစစ်တပ်နန်းစင်းမှဆက်သွယ်ခွင့်ရမယ်လို့လည်းသိရပါတယ်။စစ်ကောင်မရှင်နေနဲ့ရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားဖြည့်ဆည်းဖို့အတွက် ARD တိုင်းပါဝင် အခြားတိုင်းနယ်ပြည်နယ်ချို့မှာလူငယ်တွေကိုအတမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလှုပ်ဆောင်လာတယ်လို့သိရှိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နီးရှိအွန်လိုင်းလိမ်လည်မှုတွေကြားဖြန့်ပြုလုပ်နေတဲ့ KK Pack Center ကထွက်ပြေးလာကြသူတွေကအယောက်900နဲ့အထက်ဟာတောင်ရင်မြစ်ကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံမဲဆောက်မြို့တွေကိုရောက်ရှိလာတယ်လို့ထိုင်းသတင်းမီဒီယာတွေကသိရှိရပါတယ်။အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ KK Pack ကိုမြန်မာစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းတွေကြောင့်ကြားဖြန့်စင်တာတွေမှာအလုံးလုံးကိုင်သူတွေဟာ အော်တိုဘား22ရက်နေ့နဲ့ဒီနေ့အော်တိုဘား23ရက်နေ့တွေမှာမြောက်ရီနဲ့မဲဆောက်ဘက်ကိုဒေသအနှံပြထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်းကိုထွက်ပြေးလာကြသူတွေကိုထိုင်းအာဏာပိုင်တွေကလိုက်လံဖမ်းဆီးနေပြီး၎င်းတို့စီစဉ်ထားတဲ့ယာယီတဲခိုနေရာတွေမှာထိန်းသိမ်းထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်တွေကမဲဆောက်မြို့အနှံရှိတဲခိုကန်ဟိုတယ်တွေကိုဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ တဲခိုကမ်းမှာညကလူပြည့်တယ်လို့အဆောင်စီကသိရတယ်။အခုနေ့လယ်ဝင်စစ်ဖို့ပလိကားတစီရောက်လာတယ်လို့မဲဆောင်ရှိတဲခိုကမ်းတစ်ခုနေနေထိုင်သူက ARD Times ကိုပြောပါရယ်။မြောက်ရီမျိုးဘက်မှာလည်းခေခေဘက်ကြားဖြန့်စင်တာကထောင်နဲ့ချီကထွက်ပြေးလာသူတွေကြောင့်တဲခိုကမ်းဟိုတယ်တွေမှာခန်းတွေပြည့်နေပြီးစစ်တပ်ဘက်ကလည်းဆောင်းဆိုင်ဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့သိရပါရယ်။ KK ဘက်ကထွက်ပြေးလာကြသူအများစုမှာတရုတ်လူမျိုးတွေနဲ့နိုင်ငံသားတွေဖြစ်ကြပြီး ထောင်နဲ့ချီတဲ့လူတွေကြောင့်နှစ်နိုင်ငံနယ်စပ်အခြေအနေရှုပ်ထွေးမှုတွေလည်းဖြစ်ပွားနေတာပါ။ဒါအပြင် American ခြေဆိုင် SpaceX ကုမ္ပဏီကလည်းမြန်မာနိုင်ငံရှိငွေလိမ်လည်တဲ့ရာဇဝတ်ဂိုင်းတွေက Starlink ဆက်ပေါင်း2500ကျော်ကိုပိတ်ပင်ခဲ့ကြောင်းအော်တိုဘားလ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ပရောင်းမြို့နယ်ကပ္ပစာ16ရန်ချက်ဆက်ယုံဤရှိအဓိကကကင်းစခန်းအသိန်းခံရပြီးနောက်စစ်ကောင်မရှင်ကလက်နက်ကြီးစခန်းတွေကိုအခြေပြုဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ 0.63လုံးစခန်းကုန်အသိန်းခံရပြီးနောက်အန်ရယ်ရှိလာတဲ့ကပ္ပဆာဆက်ချောက်ကိုကာကွယ်နိုင်ဖို့ဆဲယုံရဲ့အနီးမတုံချောင်းတစ်ဖက်ကမ်းရှိမြောက်ဖက်ကုန်းမှာလက်နက်ကြီးစခန်းပြုလုပ်ဖို့နေရာယူပြင်ဆင်မှုတွေရှိလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။29.63ခွနဲ့မတုံလမ်းပိုင်းဖလိုးချောင်းဖျားတဝိုင်းမှာထိတွေ့တိုက်ပွဲတွေရှိနေတယ်။ညောင်ကျိုးဘက်တော့ထိတွေ့မရှိသေးဘူးငြိမ့်နေတယ်လို့စီးရဲသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကစတင်ကစစ်ကောင်မရှင်ကလက်လွတ်ခင်ရတဲ့63လုံးပွိုင်ကုန်းဘက်ကိုဦးတီစစ်ကြောင်းထိုးလာနေပြီးမတုံချောင်းနီးမှလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရာစစ်ကောင်မရှင်ဘက်ကထိခိုက်သေးဆုံးမှုတွေများတဲ့အတွက်မတုံကနေနိုင်ရေးကူညီမှုကားတွေအတက်အဆင်းပြုလုပ်တဲထုတ်နေရတယ်လို့သိရပါဗျ။ နိုင်ရေးကူညီမှုကားတွေတရက်ကိုနှစ်ခေါက်ထက်မနည်းအတက်ဆင်းလို့တည်နေရလို့အလင်းမမီဘူးဖြစ်နေတယ်လို့သိရတယ်လို့ CDM ဗိုလ်ကြီးစင်ရောက ARD Times ကိုပြောပါရယ်။ပကံကွန်းကြီးရွာရဲ့တောင်ဘက်6ကီလိုမီတာကွာဝေးမှာရှိတဲ့63.0ကို A နဲ့ပူပေါင်းတက်တွေကတင်းယူပြီးတဲ့နောက်စစ်ကောမရှင်တက်တွေကကင်းစခန်းကိုပြန်ရဖို့ထိုးစစ်ဆင်လာတာဖြစ်ပြီးလက်နက်ကြီးစခန်းတွေပါအခြေချလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းဆင်လန်ကျေးရွာက လေတာတောင်ကျောဘက်ကိုစစ်ကူနဲ့ရိတ်ခါပို့ရင်းစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတိုက်စုံထိခိုက်မှုတွေရှိတယ်လို့သိရပါဗျ။ အေအေနဲ့ပူပေါင်းတပ်တွေရဲ့စီရေးလမ်းကြောင်းမှာရခိုင်ရိုးမှလမ်းကြောင်းကနေပြီးအုတ်ရှိပင်ရှိကပါဆာဆက်ယုံတွေဘက်ကိုဥတီလာနေတဲ့အတွက်စစ်ကောင်မရှင်ကညောင်ကျိုးလေတာတောင်တဝိုက်ပြန်လဲဆိုးမှုမှုရယူဖို့စစ်ကူပေးနေရတဲ့အပြင်ကပါဆာဆက်ယုံတွေမဆုံးရှုံးစေဖို့အင်အားဖြစ်တင်းနေတာလည်းဖြစ်ပါတယ်။ စင်လန်ကိုအခြေပြုထားတဲ့စစ်ကောင်မရှင်တက်မှာလေသာတောင်ကျောတဝိုက်မှာအေးရဲဂျားပြတ်တိုက်ခိုက်မှုကိုခံရပြီးတဲ့နောက်တက်တွေပြန်လည်ဆုတ်ခွာနေကြရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။ကွာလာလမ်ပူမြို့တော်မှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့တူအာဆီယံလက်ကျဥက္ကဋ္ဌ၃နိုင်ငံပါဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာ၃ဝန်ဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေမှာပြုလုပ်မယ်လို့ မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်ဒီနေ့အော်တိုဘာလ24ရက်နေ့လယ်ပိုင်းမှာကျင်းပမဲ့အဆိုပါစည်းဝေးမှာမြန်မာနိုင်ငံတွင် နောက်ဆုံးအခြေအနေတွေမြန်မာနိုင်ငံရဲ့အချက်တဲအတွက်အာဆီယံဖွဲ့ရဲ့ငြိမ်းချမ်းသောအလုံးပါဝင်သောအဖြစ်ရှာရေးကြိုးပမ်းမှုတွေကိုဆွေးနွေးမယ်လို့သိရပါရယ်မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကိုအာဆီယံနိုင်ငံရဲ့ဝန်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့အတူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာ မီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟက်ဆန်ကပြောပါရယ်အခုနှစ်အာဆီယံဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဖော်ဝါရီလနဲ့မေလအတွင်းမြန်မာသက်ဆိုင်သူတွေနဲ့နှစ်ကြိမ်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါရယ်စစ်ကောင်းဆောင်မရောက်နိုင်တဲ့ဆွေးနွေးမှုတွေထဲမှာအပြစ်ခံရစေရေးဘေးတင့်ပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါရယ် ဒုတိယကြိမ်တွဲဆုံမှုဟာတော်လိုင်းအင်အားစုတွေနဲ့ပထမဆုံးကြိမ်တိုက်ရိုက်ဆက်သွယ်မှုဖြစ်လို့တမိုင်းမှတ်တမ်းတစ်ခုလိုလဲသူကဆိုပါတယ်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလင်လောင်း900ကျော်နဲ့အဆင့်3ဆင့်ပြုလုပ်သွားမယ်လို့မိုဟာမက်ဟက်ဆန်က ရှင်းပြပါရယ်။အာဆီယံဖွဲ့ဝင်တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲစောင့်ကြည့်လည်လာဖို့ဖိတ်ကြားထားပေမဲ့အရင်ဆုံးအာဆီယံဖွဲ့ရင်းစုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောပါရယ်။ လာမယ့်သတင်းပတ်တွင်တောင်ကိုရီးယားနိုင်ငံမှတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံချိန်မှာယူကရိန်းပြည်ပခါဆုံးသက်ရေးရုရှားကနေရေနံဝယ်ယူတာရပ်တန့်ဖို့တရုတ်နိုင်ငံကိုတောင်းဆိုမယ်လို့အမေရိကန်သမ္မတတော်နယ်ထရန့်ကပြောပါရယ်ရုရှားနဲ့ယူကရိန်းညာစစ်ပွဲကို ရေနံသို့မဟုတ်စွန့်ရင်နဲ့ဘလို့အဆုံးသတ်နိုင်ကြောင်းကိုရှီကျင်းဖင်နဲ့ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ဒေါ်နယ်ထရန့်ကအင်ပီရိုမှာသတင်းထောက်တွေကိုပြောပါရယ်ရုရှားကနေရေနံဝယ်ယူခြင်းအဖြစ် ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုငွေကြေးထောက်ပံ့နေတဲ့တရုတ်နိုင်ငံကို၎င်းကဝေဖန်ခဲ့ပါတယ်။ရှီကျင်းဖင်ဟာအလွန်သဘောပေါက်လက်ခံလွယ်ပြီးယူကရိန်းစစ်ပွဲအဆုံးသတ်တာကိုမြင်တွေ့လိုတယ်လို့ထင်မြင်ကြောင်းသူကဆက်ပြောပါတယ်။ရှီကျင်းဖင်ဟာအလွန်ကြီးမားတဲ့တိုင်းပြည်တစ်ခုရဲ့အလွန်တန်မာတဲ့ခေါင်းဆောင်တူဖြစ်ကရုရှားသမ္မတဗလာဒီမာပူတင်ပေါ်အလွန်ဩဇာရှိသူတူလို့၎င်းကချီးမွမ်းပါတယ်။နှစ်နိုင်ငံကြားကုန်သွယ်ရေးတင်းမာမှုတွေကြောင့်စိုးရိမ်မှုတွေရှိနေခြင်း တရုတ်ရဲ့မြေရှားသတ္တုတင်ပို့မှုနဲ့အမေရိကန်ပဲပိဆက်ဝယ်ယူမှုကိစ္စတွေကိုဆွေးနွေးဖို့စီစဉ်နေတယ်လို့ဒေါ်နယ်ထရန့်ကပြောပါရယ်ဒီလအစောပိုင်းမှာတရုတ်နိုင်ငံကမြေရှားသတ္တုတင်ပို့မှုတင်းကျပ်ကြောင်းကြေညာခဲ့ရာတရုတ်ကုန်စည်တွေပေါ်ထပ်တိုးစီးကျပ်ခွန်တရားရဂိုင်းနှုံသက်မှတ်ကြောင်းဒေါ်နယ်ထရန့်ကတုံ့ပြန်ခဲ့ပါရယ် ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်ကြားထိပ်သီးဆွေးနွေးမှုမတိုင်မီလာမယ့်စနေနဲ့တနင်္ဂနွေနေ့တွေမှာကွာလာလမ်ပူမြို့တော်မှာတရုတ်နိုင်ငံနဲ့အဆင့်မြင့်စီဝေးပြုလုပ်သွားမယ်လို့အမေရိကန်ဗန်နိုင်းဝင်ကြီးစကော့ဘတ်ဆန်ကပြောပါရယ်